ာတော့ရာသီလာချိန်နဲ့အတူမနေတာကြာချင်းမှာတိဖို့ဆိုရက်ခေါင်းစင်လေးနဲ့ပြန်လည်ပြီးမှတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီလေးတယောက်ရဲ့ဘဝမှာလှစင်ကြုံတွေ့ရတဲ့ရာသီစစ်ဝဲကိုရှောင်လို့မရနိုင်ပါဘူး။ရာသီသွေးစင်တဲ့ဆိုတာညဉ့်ညမ်းတဲ့အရာမဟုတ်ပေမဲ့ရာသီလာချိန်အတွင်းမှာပုံမှန်ထက်ပိုပြီးတော့တန်ရှင်ရေးရှိဖို့အရေးကြီးပါတယ်။ဒါကြောင့်အနှံ့ဆိုးမထွက်အောင်မလိုအပ်တဲ့ ယောဂပိုးတွေမဝင်အောင်မကြာခဏစေချောတန်းစင်ပြီးဖို့တော့လိုပါတယ်။ဒါဆိုရင်တော့ဗာနဲ့တန်းစင်ကြမလဲပေါ့နော်။ပုံမှန်ဆိုရင်တော့ရေချွန်းတဲ့အခါမှာရေချိုးဆက်ပြက်နဲ့တန်းရှင်းခန်းမှာရိုးရိုးဆက်ပြက်နဲ့စေချောတန်းစင်မိကြသလား။ဒီလိုတော့မလုပ်ရပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ယာဒီလာချိန်တကူရေတန်းရှင်းရေအထွက်အတွက်ဆိုမင်းကလေးတန်းစင်စည်းတွေနဲ့ပဲတင့်တော်ပါတယ်။မင်းမဘူဟာနှုတ်နဲ့ထိခိုက်လွယ်တဲ့အတွက် တန်ရှင်ရေကိုဖြစ်တယ်လို့လို့အခက်မသိရင်ရရန်တာအကြီးပြားချိခိုက်တာ ရောင်ရမ်းတာစတဲ့လင်ငင်ကားတွေဒီမကပဲနဲ့စူးရွားတဲ့နှုတ်ဆက်သွေးပြဒနာတွေအထိဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်ယာတီလာတဲ့အချိန်ဘယ်လိုတန့်စင်ကြမလဲ။ယာတီလာနေချိန်မှာအည်ပြတဲ့ချို့နေရာမှာတင်းငယ်တဲ့ကြားတွေထဲမှာယာတီသွေးတွေကပ်ကြံနေတဲ့လို့တေချာတန့်စင်နိုင်ဖို့တော့လိုပါတယ်။ ဒါကြောင့်လစင်တုံးပစ္စည်းလဲတဲ့အခါမှာတေချာတန့်စင်တင်ပါတယ်ဆက်ပြတွေကိုတော့မတုံးပါနဲ့ပေါ့နော်မိမကူမှာအချိုးပြုတ်ဘက်တီးရီးယားတွေကိုထိန်းနေထားတဲ့တဘာဝအကာအကွယ်မှုစနစ်ရှိပါတယ်အမွေးရက်တွေဒါရုပစ္စည်းတွေပါတဲ့ဆက်ပြတွေကြောင့်အချိုးပြုတ်ဘက်တီးရီးယားတွေကို ထိခိုက်နိုင်လို့ယောဂါကိုဝင်ဖို့လွယ်ကူစေပါတယ်ဆက်ပြထိလို့မိမကူအရေးပြောက်ကိုပိုတာလောင်တာဆက်တာရောင်ရမ်းတာ ဓာတ်မတည့်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ရေကိုလည်းဂယုဆိုင်ပါရေချိုးတဲ့အခါမှာရေနွေးတဲ့ပဲချိုးပါ ရာသီလာချိန်မှာရေအေးတွေနဲ့မချိုးပါနဲ့ရေချိုးဖို့တိတ်မကြဖို့လည်းဂယုဆိုင်ပါဒီခဏနေနေနဲ့ချိုးတာကအနာကျင်ကြိုက်ခဲမှုကိုပိုတက်တာစေပါတယ်ပြီးတော့ယောဂပိုးတွေတန့်စင်ဖို့လည်းပိုအဆင်ပြေနိုင်ပါတယ်ဆေးကြောတဲ့အခါမှာ ပုံစံကိုလည်းတတိပြုစေခြင်းပါတယ်เนาะ စီကြောတဲ့အခါမှာအရှိမအနောက်တို့စီကြောတန့်စင်တင်ပါတယ်။ဘာလို့လဲဆိုတော့စအိုဖိခနဲ့အရှိဖိကိုစီကြောမိတယ်ဆိုရင်မင်းမကိုနဲ့စီလန်ကြောင့်အဝတ်ကိုစအိုတဝိုက်မှာဗီတီးရီးယားတွေဝင်ရောက်နိုင်လို့ဖြစ်ပါတယ်။မင်းမကိုယူယူရေးဒါမှမဟုတ်အမျိုးသမီးတန့်စင်စီနဲ့ပဲတန့်စင်တင်တယ်ဆိုပြီးမဲ့တင်ပအနောက်ပိုင်းနဲ့စအိုဖိကိုတော့ရေချိုးဆက်ပြတုံးလို့ရပါတယ်။ပြီးတော့ရေမှန်မှန်ချိုးပေးပါ ဘုံမှန်ရေချိုးတဲ့သူဖြစ်ပေမဲ့ရာတီဥတုအေးလို့ဆိုပြီးတော့ရေမချိုးတာမျိုးမလုပ်ပါနဲ့ရာတီလာချိန်မှာတကူရေတန်ရှင်ရေကကိုအရေးကြီးတယ်ဆိုတာမမိသင်ပါဘူးเนาะရေအကြာရေချိုးတာမျိုးမဟုတ်ပဲနဲ့ဘုံမှန်ရေချိုးတန်စင်ရမှာဖြစ်ပါတယ်အေးနေတဲ့ဆိုရင်ရေနှွေးခက်နှွေးနှွေးနဲ့ချိုးလိုက်ပါရေကကိုရင်အသားတွေရဲ့အဆိုးဓာတ်ကိုထိန်းနိုင်မှာမဟုတ်လို့ရေခက်နှွေးနှွေးနဲ့ ဒါချိုးတာအကောင်းဆုံးဖြစ်ပါတယ်။ရေချိုးတာကခန္ဓာကိုယ်တွေတန့်စင်တာမကပဲနဲ့ယာတီလာစင်ကိတ်ခဲမှု ဝင်လာကိုပါတက်တက်စီပါတယ်တန့်စင်ပြီးရင်၆အောင်တော့ပါရေချိုးတာဖြစ်ဖြစ်တန့်စင်စေးရီတုံးတာဖြစ်ဖြစ်ပြီးတဲ့အခါငင်းရင်သာသာတော့ပေးပါမိမကူတဝက်မှာမချောက်တွေ့တဲ့အဝတ်မဝက်ပါနဲ့စိုးစုပ်နေတဲ့အရေးပြားကို ဖုံးအုပ်လိုက်တဲ့အခါမှာဗက်တီးရီးယားနဲ့ပိုးမွားတွေအတွက်ပောက်ဖွားရနေရတခုဖန်တီးတလို့ဖြစ်နိုင်ပါတယ်။လတ်စင်သုံးပစ္စည်းကိုပုံမှန်လဲပေးပါ။လတ်စင်သုံးပစ္စည်းကိုဒီနေ့အနည်းဆုံး2ကြိမ်လဲလဲပေးပါ။ရာသီသွေးဆိုတာခန္ဓာကိုယ်ထဲမှာဘာမှမဖြစ်ပေမဲ့ဆုံးထုတ်လိုက်တာနဲ့အပြင်မှာပိုးမွှားတွေကနေနိုင်ပါတယ်။ ။လက်စင်သုံးပစ္စည်းကိုမလဲဘဲနဲ့အကြာနေရင်အငိအကြီးဟောင်းတွေနဲ့စူဆုပ်နေတဲ့အတွက်မိမကူအဝတ်တဝိုက်မှာ နေပြီးတော့ချွေးတွေရှိနေမယ်ဆိုရင်အဲ့ဒီနေရာတဝိုက်မှာဘက်တီးရီးယားပိုးတွေပွားများရှင်သန်နေနိုင်မှာဖြစ်ပါတယ်။စီလံကြံပိုးဝင်တာပြီးတော့မိုးပိုးဝင်တာတွေအရင်ပြန်ကြီးညံ့ရောင်ရမ်းတာတွေဖြစ်နိုင်ပါတယ်။သွေးစင်းတာများတယ်ဆိုရင်တော့မကြာခဏလဲပေးပါလဲပေးပါတတိထားပါသွေးစင်းများတဲ့အခါအရေးပြားလောင်တာဖြစ်နိုင်ပါတယ် လဆင်သုံးပစ္စည်းကိုမလဲပဲအကြာနေနေတဲ့အခါဒီလိုဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့ရတည်လာတဲ့အခါမှာတန်တန်ရှင်းရှင်းနဲ့ချောက်ချောက်တွေ့တွေ့မကြာခဏတန့်စင်ပေးပါပူပွားကင်းစင်ပေးမယ်အမျိုးသမီးတန့်စင်စေးကိုအသုံးပြုပါလှဆင်သုံးပစ္စည်းကိုလည်းအတိလဲပေးပါနောက်ပြီးတော့အမျိုးသမီးတွေအတူမနေတဲ့အခါမှာဘလို့ဆိုးကျိုးတွေရှိလာနိုင်လဲဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် အရွယ်ရောက်ပြီးသူတွေမှာတဘာဝတရားနဲ့လိုအပ်ချက်အရာအတူနေဖို့လိန်စစ်ဆံဖို့ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ဟော်မုန်းတွေရဲ့အချို့အစားကိုစစ်စင်ထားရှိပါတယ်။ဒါပေမဲ့လဲလိုတွေတယောက်နဲ့တယောက်အကြောင်းရင်းခံချင်းကတူတာမဟုတ်ကြဘူးဒီတော့အတူမနေနိုင်တဲ့နေရာထားမှာရှိနေသူတွေအနေနဲ့အခက်အခဲတော့ရှိနိုင်ပါတယ်။ပြေတနာကတော့အတူမနေတာကြတဲ့အခါမှာယောက်ျားရောမိန်းမကိုပါ စိုးကျိုးတွေရှိလာနိုင်ပါတယ်။ဒီအစီအစဉ်လေးမှာအတူမနေတဲ့အခါမှာ အမျိုးသမီးတွေအတွက်ဘယ်လိုစိုးကျိုးတွေရှိ လာနိုင်တာလဲဆိုတာတင်ဆက်ပေးသွားမယ်နော်။အတုံမနေတာကြတဲ့အမျိုးသမီးတွေမှာနံပါတ်၁ချက်အနေနဲ့စိတ်ဖြစ်စေးမှုများလာတဲ့ ။ဘာဖြစ်လို့လဲဆိုတော့အတူနေတာကစိတ်ဖြစ်စည်းမှုကိုရော့စေတဲ့နေလန်းတွေထဲကအကောင်းဆုံးတစ်ခုဖြစ်ပါတယ်။သွေးလေပတ်မှုကောင်းမွန်သွားတာနဲ့အတူနေတဲ့အခါမှာထွက်ပေါ်လာတဲ့ဟော်မုန်းတွေစိတ်ဖြစ်စိတ်မှုတွေရော့ချသွားစေဖို့အကြီးအကျယ်အထောက်အကူပြုပြီးတော့နှုတ်ပြတ်ကြမ်းမှလန်းဆန်းစေပါတယ်။အဲဒါကြောင့်အတူမနေတာကြရင်တော့စိတ်ဖြစ်စိတ်မှုရော့ချစေတဲ့ဟော်မုန်းတွေမထွက်တော့ပဲအသီးအဖွဲ့လေးတွေကစားစိတ်တူတာစိတ်ကောက်တာတွေဖြစ်တတ်ပါတယ်။ ကြာဖို့ကြမှာပါအပြူကြီးတွေစိတ်ဆက်တယ်ဆိုတာဒီအကြောင်းအရာကြောင့်ဖြစ်ပါတယ်။ဒါကတော့စိတ်ဖြစ်စေမှုအများလာခြင်းကြောင့်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အတူမနေတာကြတဲ့အမျိုးသမီးတွေမှာခုခံအားနည်းတတ်ပါတယ်။အတူနေတဲ့အခါမှာသွေးလေပတ်မှုအားကောင်းတာဟော်မုန်းတွေထွက်ရှိတာခန္ဓာကိုယ်ကိုတက်တောင်းတက်တာဖြစ်စီပြီးတော့စိတ်ဖြစ်စေမှုကို ရောချစေပါတယ်။ဒီလိုအကျိုးသိရောက်မှုရှိတာက ကိုခန်အာစနစ်အတွက်ကောင်းမွန်လို့ဖြစ်ပါတယ်။ဒါပေမဲ့အတူမနေတာကြာလာပြီဆိုရင်တော့ပြောင်းပြန်ဖြစ်သွားပြီးတော့ကိုခန်အာနေလာခြင်းမကြာခဏအပြားလာခြင်းဖြစ်တတ်ပါတယ်။ဒါကတော့ခုခန်အာပိုက်ဖြစ်ပါတယ်။အမျိုးသမီးတွေအတူမနေတာကြာလာတဲ့အခါမှာစေတကြအစင်းတက်ပါတယ်အတူနေတာကကျမ်းမာတော့ဘဝနဲ့ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကိုရရှိစေနိုင်ပါတယ် ဒီလိုမှမဟုတ်ရင်စိတ်ဖြစ်စေးမှုတွေများလာမယ်ပြီးတော့စိတ်ပိုက်ဆိုင်ရာခံစားချက်တွေပုံမပြင်းထန်လာပြီးတော့ဝန်းနေဝန်းနေတဲ့ခံစားချက်မကြာခဏဝင်ရောက်လာမယ်နောက်ပိုင်းမှာတော့စိတ်ဓာတ်ကြတဲ့အထိဖြစ်တတ်ပါတယ်ဒါကတော့စိတ်ဓာတ်ကြခြင်းဖြစ်ပါတယ်အတူနေတာကနှလုံးကျန်းမာရေးနဲ့ကိုယ်ခံကျန်းမာရေးအတွက်ကောင်းမွန်တဲ့အကျိုးရလဒ်တွေပေးဆွနိုင်ပါတယ်အတူမနေတာကြာလာတဲ့အခါမှာလိကျင်းခန်းမလုတ်တလို့ဖြစ်သွားပြီးတော့ ိုယ်အလေးချိန်တက်နိုင်တာဖြစ်ပါတယ်စိတ်ဖြစ်စီမှုများမယ်ပြီးတော့အတူမနေတာကြာရင်လိမ်ပိုက်ဆရာဆွမ်းဆောင်မှုလည်းကြအစင်းလာဒါပါပဲယောက်ျားရောမိန်းမပါဆွမ်းဆောင်နိုင်မှုကိုကြအစင်းလာတာပဲဖြစ်ပါတယ်အတူမနေတာကြာတဲ့အခါမှာလိမ်ပိုက်ဆရာจွတ်သားတွေကအာရော့လာပြီးတော့စစ်ဆန်တဲ့အခါမှာဂျီနန်မှုကိုရရှိဖို့နေပါလာမှာတေချာပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ဆက်လက်ပြီးမှအားပေးကြပါ like share subscribe လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။